ဟန်ဆောင်ကောင်းမှလူလေးစားခံရတဲ့ခေတ်မှာအရှိကိုရှိတိုင်းနေရတဲ့တင်ဟာအရာမဝင်တဲ့သူတယောက်ဖြစ်ချင်းဖြစ်နေနိုင်နေအပြောကောင်းမှလူထင်ကြီးခံရတဲ့ခေတ်မှာအမှန်ကိုအမှန်တိုင်းပြောတတ်တဲ့တင်ဟာလူကံလန်တယောက်ဖြစ်ချင်းဖြစ်နေနိုင်နေပေးနိုင်ကမ်းနိုင်မှမျက်နှာကောင်းရတဲ့ခေတ်မှာဝါမရှိပဲဝိမလုတတ်တဲ့တင်ဟာ အပေကံတယောက်ဖြစ်ခြင်းဖြစ်နေနိုင်နေကပ္ပရပါလုံးမှာနေရာကောင်းရတဲ့ခေတ်မှာကိုလန်းကိုဖောက်ဖို့ကြိုးစားနေတဲ့တင်ဟာ လူရည်ကျင်စရာဖြစ်ခြင်းဖြစ်နေနိုင်နေသူတပားကိုနင်းခွနိုင်မှ အထက်ကိုရောက်နိုင်တဲ့ခေတ်မှာကိုထက်နင်းကြတူတွေကိုတတ်နိုင်သလောက်တွဲယူခြင်းနေတဲ့တင်ဟာလူနုံလူအတယောက်ဖြစ်ခြင်းဖြစ်နေနိုင်နေ သူတပားကိုတွန်းတိုက်ပြီးမှ အောင်မြင်နိုင်တဲ့ခေတ်မှာလိပ်ပြာတန်တန်နဲ့အသက်ရှင်နေနိုင်အောင်ကြိုးစားနေတဲ့တင်ဟာလူတွေနဲ့အမဝင်သူတယောက်ဖြစ်ချင်းဖြစ်နေနိုင်နေ။ဒါပေမဲ့လူရမဝင်လို့လည်းအားငယ်မနေပါနဲ့။ဖယ်ချင်းခံရလို့လည်းတိမ်ငယ်မနေပါနဲ့။အလောင်အပြောင်ခံနေရလို့လည်းဒေါရတွေထွက်မနေပါနဲ့။ကဲ့ရဲ့ခံရလို့လည်း စိတ်သက်သေကြမနေပါနဲ့မထီမိတ်မြင်အပြုခံရလို့လေဝမ်းနေမနေပါနဲ့မတမာသူရဲ့စီးအပြင်ဘက်ကိုရောက်နေလို့လေပူပန်မနေပါနဲ့တင်ငယ်ငယ်တုန်းကအရင်ကြိုက်နှစ်တက်ခဲ့ကြတဲ့စင်တယ်လာပုံပြင်လေးကိုမှတ်မိအောင်မယ်ထင်ပါတယ်စိတ်ထားရုပ်မာတဲ့မိတွေနဲ့ညီအမတွေကြားမှာ ဝိုင်းဝန်းလက်ညှိုးအထိုးခံပြီးကြည်ပြင်းလာရတဲ့စင်သွဲလာလေးဟာနောက်တစ်ချိန်မှာတော့ပျော်ရွှင်စရာတွေနဲ့စတင်ခဲ့ရပါတယ်။ဒါပုံမြင်နေမှာပဲလေ။အပြင်လောကမှာတော့ဒီလောက်ကံမကောင်းနိုင်ပါဘူးလို့ဇောရကမတက်လိုက်ပါနဲ့။တင့်ကန်ကျမဆိုတာတင့်လက်ထဲမှာရှိတဲ့တင်ပိုင်ဆိုင်နဲ့အဖို့တန်ရတနာတစ်ခုပါပဲ။တင်ကောင်းရင်တင့်ကန်ကျမကလည်းကောင်းနေမှာဖြစ်တယ်လို့ တင်ဆိုရင်တော့တင်းရဲ့ကံကြမ္မာကလည်းစိုးနေပါလိမ့်မယ်။လက်ရှိအခြေအနေမှာမအောင်မြင်ခြင်း၊ကြာရှုံးခြင်းအနိုင်ခံရခြင်းတွေအတွက်စိတ်ပြည့်နေစရာမလိုပါဘူး။ဘတုကိုမှဘယ်အရာကိုမှအပြစ်တင်နေဖို့လည်းမလိုပါဘူး။တူကောင်းဖို့မလိုပါဘူး။ကိုကောင်းဖို့ဒါလိုပါတယ်ဆိုတဲ့စကားလေးတိုင်းပါပဲ။ တင်ကဒူတပားအပေါ်ကောင်းနေပါလျက်နဲ့တဖက်သားကတင့်အပေါ်မှာမကောင်းတာတွေနဲ့ကြုံရတဲ့အခါအဲ့ဒီစကားလေးကိုတတိယလိုက်ပါသူမကောင်းတာကသူ့ရဲ့တာဝန်ဖြစ်ပြီးတင်ကောင်းဖို့ကတော့တင့်ရဲ့တာဝန်ပါပဲသူမကောင်းလို့တင်လဲတုတ်ပြန်ပြီးမကောင်းတာတွေလှုပ်လိုက်မယ်ဆိုရင်တော့တင်လဲသူနဲ့အဆင့်သူမကောင်းတဲ့သူဖြစ်သွားမှာပါ အရေးကြီးဆုံးကတော့လောကမှာ ကိုယ်တာဝန်ကို ကြည်မွန်အောင်ထမ်းဆောင်တတ်ဖို့လိုပါတယ်။လောကမှာတာဝန်ကြည်မွန်တဲ့သူဟာတည်တာတောင်မှနောင်တနဲ့မတရားတတ်ပါဘူး။မေတ္တာစစ်ပေးသူတိုင်းကရှုံးနေသွားတယ်ဆိုတဲ့ထုံးစံမရှိပါဘူး။မေတ္တာစစ်ကိုကျေးဇူးကမ်းသွားတဲ့လူတွေကသာတတဲ့လုံရှုံးနေသွားရတာပါ။ဒါကြောင့်မို့ 电感目标就上来吧。